ားလုံးပဲမင်္ဂလာပါရှင်ကျမကအခုဒီနေ့ဆိုလို့ရှိရင်တော့ခလေးခွဲမွေထားတာခုနှစ်ရမြောက်တဲ့နေ့ပေါ့နော်မိုးရဲနေ့ကနေစပြီးတော့ရှိပြန်ဆိုလို့ရှိရင်ခုနှစ်ရမြောက်တဲ့နေ့ပါ day 7မှာဒီနေ့ကျမရဲ့ချုပ်ရိုးကိုအာပထမကကျမရေစုကန် ဟိုဟာလေးပေါ့နော်ပတ်တီးပေါ်ကနေကက်ကက်ပေးထားပါဗောနော်ရေဆူကန်ပလတ်စတာလေးကက်ပေးထားပါဗောအဲ့ဒါလေးကိုဒီနေ့စပြီးတော့ခွာတယ်ပြီးတော့ဘေးနားမှာရှိတဲ့ချိုရိုးထုံးလေးကိုဒီနေ့ဖြီးပြီးတော့မှအဲမာယိုပျောက်စီလေးစပြီးလိမ့်နေဗောနော်မာယိုပျောက်စီကတော့ဟီလူးစကာတစ်စိတ်လေးကိုလိမ့်နေအမာယိုလုံးဝမကြံဗောနော်အခုခွဲထားတာလေးလဲချိုရိုးလေးလဲတော်တော်ကောင်းနေလုံးဝကိုအဲ့လိုအရာလေးတစ်ခုပဲရှိရဲ့ အမရွဘာညာဘာမှမရှိအရာလေးတစ်ချောင်းဝင်အဲ့လိုတိတိလေးတစ်ချောင်းဝင်ရှိရပါဘောနော်ပြီးတော့ဟိုပါမနစ်အလွန်ခဲ့နှစ်နှစ်ကပါဘောနော်ကျမဥလီမွေးတော့ဆိုလို့ရှိရင်ကျမက day 8မှာဟိုကျမတောက်လျှောက်ဖျားတာပါဘောနော်အဲ့တုန်းကဘာကြောင့်မှမကျမပိုးဝင်ဖျားတာပေါ့ဖျားပြီးတော့မှ day 8မှာကျမကရေယုံပိုးဝင်ပြီးတော့မျက်နာတစ်ချမ်းပေါ့နော် ဟိုရွက်သွားတာပေါ့နော်မျက်နှာတစ်ချမ်းလုံးမလုံးတော့မျက်စိလည်းမိတ်လို့မရတော့ဘူးဗစက်တီလည်းရွက်သွားပါပေါ့နော်အဲ့တော့ဆိုရင်အဲကျွန်မစီးတွေဂျီယုံပိုးပျောက်တဲ့တက်တဲ့စီးတွေနဲ့နောက်ပြီးတော့ဒီလှက်စစ်နေရောပေါ့နော်အပြားလေးတွေကပ်ပြီးမျက်နှာမှာကျွန်မကုခဲ့ရတယ်ပေါ့နော်ဒါတလအဲနှစ်ပတ်ကျော်တလားလောက်တီကိုတော်တော်လေးကြက်ကြက်မှမှဖြစ်အောင်ကျွန်မတော်တော်ကိုစူးစမ်းခဲ့ရတာပေါ့အခုတစ်ခေါက်ကတော့လုံးဝကိုကျွန်မကျမကြီးကောင်းနေ အရန်လေးအဆင်ပြေရယ်ပြီးတော့ဟိုကျမဘောနော်ဒါဒုတိယအကျိန်ခွဲမွေးတာဖြစ်တဲ့အတွက်ဟိုနာကျင်မှုကတော့ပထမတစ်ခေါက်တက်တော့ပိုနာတယ်အဲ့ဒါကိုဟိုမနေ့ကတော့ကျမဗီဒီယိုလေးတင်လိုက်တယ်ဘောနော်တင်လိုက်တော့တချို့ခွဲမွေးမဲ့မိမိတွေအခုမှအစ်စ်ဟိုမွေးမဲ့မိမိတွေကကြောက်ကြတာဘောနော်ဟာအရန်နာမလားနာတာကတော့ကျမပြောရမယ်ဆိုလို့ရှိရင်ဒါကိုကိုကလေးမွေးရဆိုတာပေါ့နော်ခွဲမွေးတာပဲဖြစ်ဖြစ်ရိုးရိုးမွေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်နဲ့ရင်းပြီးတော့ကိုယ့်ရဲ့ဒီသားသမီးလေးကိုလူဖြစ်လာဖို့အတွက် ကျမတော့မွေးကြရတာအဲ့အတွက်နာကျင်မှုဆိုတာတော့ခွဲမွေးတဲ့နေရာမှာလည်းရှိတယ်ရွရွမွေးတဲ့နေရာမှာလည်းရှိတယ်ကျမကတော့အခွဲမွေးတာရွေးချယ်လိုက်ရတဲ့အကြောင်းအရာရွရွမွေးဖို့ကျမတက်တိမရှိဘူးပေါ့နော်ကျမကလေးကလည်း site ကြီးတယ်ပေါ့နော်ကြီးရတဲ့အတွက်ကြောင့်မလို့ကျမရွရွမမွေးရဘူးရွရွမွေးလို့ရှိရင်အရန်နာမှာပဲဆိုရဲစိတ်နဲ့ကျမခွဲမွေးခဲ့တယ်ခွဲမွေးတော့လည်းနာတာပါပဲရှင်အဲ့တော့ဘလို့ဝဲမွေးပါမိမိတွေတော့ကိုယ့်ရဲ့အကျမကြီးကိုယ့်ရဲ့အသက်နဲ့လဲပြီးတော့မှဒီကလေးကိုမွေးရတာဖြစ်တဲ့အတွက်ဒါ ကလေးမွေးကြတဲ့မိမိတွေအားလုံးကဂုဏ်ယူစရာပါနော်ကလေးမွေးကြတဲ့မိမိတွေအားလုံးကိုလည်းကိုယ့်ရဲ့အမျိုးသားတွေကိုယ့်ရဲ့မိသားစုဝင်တွေတကယ်ချင်းတွေအားလုံးကဝိုင်းပြီးတော့အားပေးချဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့မိမိတွေကတကယ်ကိုတကယ်ကိုတတ်သိရှိရှိနဲ့ မွေးကြတဲ့မိမိတွေပါအဲ့အတွက်ကြောင့်မလို့မိမိတွေအားလုံးကိုလည်းကလီမွေးကြမဲ့မိမိအားလုံးလည်းမကြောက်ကြပါနဲ့လို့တော့ဒါနားရဲဆိုတာဖြည်းဖြည်းတားရှိတဲ့အရာပဲအချိန်တိုင်းပျောက်သွားမှကိုသားသမီးမျက်နှာလေးတွေးလိုက်ရပြီဆိုလို့ရှိရင်အဲ့နာချင်းမှုကဘာမှမဟုတ်တော့ပါဘူးလို့အားကြောင့်မကြောက်ကြပါနဲ့လို့မွေးမဲ့မိမိတွေကိုပြောချင်ပါရှင်ကျေးဇူးတင်ပါတယ်